ရုန်းတိုက်ခိုက်မှုတွေဟာမော်စကိုအတွက်နေစဉ်ချိန်ဆမှုတစ်ခုဖြစ်လာနေပါပြီ။ယူကရိန်းစစ်တပ်ဟာမကြသေးခင်ကရုရှားနိုင်ငံအတွင်းကစစ်တပ်ဆက်ဆက်အဆောက်အအုံတွေကိုဒရုန်းတိုက်ခိုက်မှုတွေတိတိတသားမြင့်တင်လာခဲ့ပါတယ်။ဒီပြစ်မှတ်တွေထဲမှာလေစိတ်တွေစစ်ပတ်ဆက်ဆက်နေရာတွေကြီထုတ်လုတ်ဆက်ယုံတွေဂိုဒေါင်တွေရေနံချက်ဆက်ယုံတွေနဲ့ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စစ်တပ်ကိုလောင်စာထောက်ပံ့ပေးနေတဲ့နေရာတွေပါဝင်နေပါတယ်။၂022ခုနှစ်ဖေဖော်ဝါရီလ24ရက်မှာစတင်ခဲ့တဲ့စစ်ပွဲအတွင်းမှာယူကရိန်းဘက်ကဒီလိုဒရုန်းတိုက်ခိုက်မှုတွေဟာ ရုရှားဘက်ကယူကရိန်းနယ်မြေကိုတိုက်ခိုက်မှုတွေကိုတုံ့ပြန်လာလို့ဆိုပါတယ်။ဒါကို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 ကာကွယ်တဲ့အနေနဲ့လှုံ့ဆော်တာလို့ယူကရိန်းဘက်ကရှင်းရှင်းလင်းလင်းပြောထားပါတယ်။မကြသေးခင်ကယူကရိန်းစစ်တပ်ဟာခရမ်လင်ကောင်းဆောင်ဗလာဒီမာပူတင်အောင်မမျှော်လင့်ထားတဲ့အရေးပါတဲ့တိုက်ခိုက်မှုတစ်ခုကိုလှုံ့ဆော်ပြီးသူတို့ကိုသူတို့ကာကွယ်မယ်ဆိုတာကိုထပ်ပြီးတက်တည်ပြခဲ့ပါတယ်။ဒီ drone တိုက်ခိုက်မှုဟာယူကရိန်းနဲ့14ကီလိုမီတာကွာတဲ့နေရာမှာဖြစ်ပွားခဲ့တယ်။ယူကရိန်း drone တွေရဲ့အဓိကပြစ်မှတ်က ရုရှားရဲ့အကြီးဆုံးရေနံကျက်စက်ရုံတွေကတခုဖြစ်ပြီးရုရှားရဲ့ရေနံကျက်စွမ်းအား၁၀ရာခိုင်နှုန်းလောက်ရပ်တန့်သွားပြီးနောက်ထပ်ပြင်းထန်တွေလည်းရှိနေရှိနေပါသေးတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားစီးပွားရေးကိုစတင်ပြီးထိခိုက်လာနေပါပြီ။အခုချိန်မှာတော့သတင်းကောင်းတွေဒီမှာပါပါပါလာနေတဲ့ဒီထူးဆန်းတဲ့တိုက်ခိုက်မှုတွေရဲ့အပြည့်စုံအချက်အလက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားကိုဘယ်လောက်ထိထိခိုက်မှုရှိစေခဲ့သလဲ။ပူတင်ရဲ့စစ်ရေးလုပ်ငန်းစဉ်တွေကိုဘယ်လိုတက်ရောက်မှုရှိစေခဲ့သလဲဆိုတာကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ယူကရိန်း drone တပ်ဖွဲ့တစ်ခုဟာရုရှားနိုင်ငံ Bashkortostan ပြည်နယ်ရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်တဲ့ UFA မြို့ကရေနံချက်စက်ရုံတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုပြီးမှစက်ရုံမှာမီးကြီးလောင်ကျွမ်းခဲ့ပါတယ်။ဒေသခံသတင်းဌာနတွေကထုတ်ပြန်တဲ့လုံခြုံရေးကင်မရာတပ်ပုံတွေမှာပေါက်ကွဲမှုဖြစ်စဉ်ကိုမှတ်တမ်းတင်ထားပါတယ်။ဒေသစံတော်ချိန်ည2:38မိနစ်မှာဒေသခံတွေက drone တွေကြားရတယ်လို့ပြောဆိုခဲ့ပြီးဖြစ်စဉ်မဖြစ်ခင်နဲ့မီးလောင်ကျွမ်းနေတဲ့ပုံတွေကိုလူမှုကွန်ရက်ပေါ်မှာမျှဝေခဲ့ကြပါတယ်။ ဘတ်ဂေါ်ဒရန်ပြည်နယ်ရဲ့အရေးပေါ်ဌာနကမီးလောင်မှုကိုအတည်ပြုခဲ့ပေမဲ့ဘာကြောင့်မီးလောင်ရလဲဆိုတာကိုတော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။အရာရှိတွေကတော့မီးလောင်မှုကဆက်ယုံရဲ့မီးသွေးစံနာမှာစတင်ခဲ့တယ်လို့ပြောခဲ့ပေမဲ့အနီးနားကနေထိုင်သူတွေအတွက်အန္တရာယ်မရှိဘူးလို့အာမခံခဲ့ပါတယ်။စည်ရဲသုံးသက်သူတွေရဲ့အစီရင်ခံစာတွေအရပောက်ကွဲမှုကြောင့် L2400 and 7 unit နဲ့အဓိကရေနံတူလောင်ဆက်ယုံတွေပျက်စီးခဲ့ပြီးမီးကြီးလောင်ကျွမ်းကအခြေခံအဆောက်အအုံတွေကိုပြင်းထန်စွာပျက်စီးစေခဲ့ပါတယ်။ အစီရင်ခံစာရိယာတံမဏိတူလောင်ကန်ကြီးနှစ်ခုနဲ့အဓိကပိုင်လိုင်းတွေပြက်စီးခဲ့ပြီးတတိယတူလောင်ကန်တစ်ခုလည်းပောက်ကွဲခဲ့ပါတယ်။ရုရှားကာဗယ်ရီဝင်ကြီးဌာနကယူကရိန်း drone ခုနှစ်စီးကိုညဘက်တွင်ဖျက်ဆီးနိုင်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ UFA မှာ drone လှုပ်ရှားမှုတွေရှိခဲ့တယ်ဆိုတာကိုတော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။မော်စကိုစံတော်ချိန်မနက်၈နာရီမှာတော့အရေးပေါ်ဝန်ထမ်းတွေကစက်ရုံမှာလောင်ကျွမ်းနေတဲ့မီးတွေကိုနှိမ့်တက်နိုင်ခဲ့ပြီလို့ဆိုပါတယ်။အမျိုးသားလုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီရဲ့အကြီးအကဲအန်ဒရီကိုဗာလင်ကိုက UFA ရင်တန်းချက်စက်ယုံဟာရုရှားမှာအကြီးဆုံးရင်တန်းချက်စက်ယုံတွေကတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဘတ်ကော့ဒရန်ဒေတာဟာနိုင်ငံတွင်းကရင်တန်းချက်လုပ်ငန်းစဉ်ဗဟိုဌာနကြီး၅ခုထဲမှာပါဝင်ပါတယ်။ဒီစက်ယုံဟာရုရှားစစ်တပ်တွေလောင်စာဆီတွေထောက်ပံ့ပေးနေတဲ့ကုမ္ပဏီအုပ်စုတစ်ခုရဲ့အစိတ်အပိုင်းဖြစ်တာကြောင့်နိုင်ငံအတွက်ဗျူဟာမြောက်အရေးပါမှုရှိနေပါတယ်။1935ခုနှစ်မှာတည်ထောင်ခဲ့တဲ့ UFA ရေနံချက်စက်ယုံကို2012ခုနှစ်မှာ Bashnef Ufa Neftikin လို့အမည်ပြောင်းခဲ့ပါတယ် ဒီဆက်ယုံဟာ Buffnet ရေနံချက်ဆက်ယုံစုစည်းမှုရဲ့အစိပ်ပိုင်းဖြစ်ပြီးတစ်နှစ်ကိုရေနံတန်ချိန်23.5တန်းကိုချက်လုံနိုင်ပါတယ်။ဒီဖြစ်ရပ်ဟာရခိုင်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတစ်ခုနဲ့ဆင်တူနေပါတယ်။ Ukraine drone တွေက Bashkortostan ဒေသကရုရှားရဲ့အကြီးဆုံးရေနံချက်ဆက်ယုံတွေကတစ်ခုဖြစ်တဲ့ Gazprom Neftigin Salabat ကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတုန်းကရာရှိတွေကပျက်စီးမှုကိုတိတ်အေးမထားခဲ့ပေမဲ့ဆက်ယုံထိခိုက်ခဲ့တယ်ဆိုတာကိုအစီရင်ခံတာတွေကအတည်ပြုခဲ့ပါတယ်။ ေနံချက်စက်ရုံတွေကိုတိုက်ခိုက်တာဟာယူကရိန်းရဲ့ဖြူဟာတစ်ခုဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ယူကရိန်းကရုရှားစစ်တပ်ကိုထောက်ပံ့ပေးနေတဲ့အရေးပါတဲ့သွေးကြောတွေကိုဖျက်တောက်ပစ်ဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။လွန်ခဲ့တဲ့လေးလအတွင်းမှာယူကရိန်းဟာရုရှားနိုင်ငံတွင်းကဖြူဟာမြောက်ပစ်မှတ်တွေကိုအ ਨੇ စုံ66ကျင်းအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပြီးဗလာဒီမာပူတင်ကိုကြီးမားတဲ့ဖိအားဖြစ်စေခဲ့ပါတယ်။အထူးသဖြင့်ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေဟာရုရှားပေါ်အတော်လေးထိခိုက်စေခဲ့ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာယူကရိန်း drone တွေက Novosi 6နဲ့ Sochi ကြားက Top Sea မြို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုရဲ့ပြစ်မှတ်က Top Sea ရင်းနှီးချက်ဆက်ယုံဖြစ်တယ်လို့ယူဆရပါတယ်။မနေ့ထဏာကြီးကျော်မှာပောက်ကွဲမှုသတင်းတွေရုံမြင့်တန်းကြားမှာစတင်ပေါ်လာခဲ့ပါတယ်။ဒေသခံတွေက Top Sea မြို့ကရင်းနှီးချက်ဆက်ယုံနေပြီမှာတိုက်ခိုက်ခံရတယ်လို့ပြောဆိုခဲ့ကြပါတယ်။အများပြည်သူသိရှိစေရေးထုတ်ပြန်ချက်တခုမှာ drone တွေရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်ဒေသမှာလေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေစောင့်ကြပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒေတာကန်တွေရဲ့ပြောဆိုချက်တွေအရ top safe ဒေတာကမြို့နယ်အသီးသီးမှာပေါက်ကွဲတံတွေကြားခဲ့ရပြီးပေါက်ကွဲတဲ့အချိန်ကြီး40ကျော်လောက်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ပေါက်ကွဲတံတွေဟာအထူးသဖြင့်ကမ်းခြေနားမှာအရန်ကျယ်လောင်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ top safe ကကမ်းခြေတစ်ခုမှာရိုက်ကူးထားတဲ့ရုပ်ပုံတစ်ပုံကိုအများပြည်သူအားမျှဝေခဲ့ပါတယ်။အဲ့ဒီပုံမှာစိတ်ကမ်းနာပင်လယ်ပြင်ပေါ်ကမီးခိုးတွေတက်နေတာကိုတွေ့ရပါတယ်။ Krasnodar ပြည်နယ်အုပ်ချုပ်ရေးမှူး Viniamen Contraft Draft က ဒရုန်းတွေနဲ့ပြိုကျလာတဲ့အမှိုက်တွေကြောင့်အိမ်သုံးလုံးပျက်စီးခဲ့ပေမဲ့လူသေဆုံးမှုတော့မရှိဘူးလို့ပြောကြခဲ့ပါတယ်။ယူကရိန်းဘက်ကသတင်းတွေအရ Krasnodar Krai Top Six စိတ်ကန်းနဲ့ရေနံတင်ပို့ရာနေရာကိုတိုက်ခိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးရေနံချက်ဆက်ယုံကဆက်ပစ္စည်းတွေပျက်စီးခဲ့တယ်လို့သိရပါတယ်။ Top Six စိတ်ကန်းနဲ့ရေနံချက်ဆက်ယုံကိုတိုက်ခိုက်တာဟာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ဒီဗျူဟာမြောက်အဆောက်အုံဟာတနှစ်ကိုရေနံကြောတန်ချိန်၁၂သန်းချက်လုံနိုင်စွမ်းရှိပြီးရုရှားရဲ့စွမ်းအင်ထုတ်လုပ်မှုနဲ့တင်ပို့မှုကွန်ရက်မှာအရေးပါတဲ့နေရာကပါဝင်နေပါတယ်။ဒီအဆောက်အုံကိုဇူလိုင်လမှာလဲဒရုန်းတွေနဲ့တိုက်ခိုက်ခံခဲ့ရပူပါတယ်။ဒီအဆောက်အုံကိုအောင်မြင်စွာတိုက်ခိုက်နိုင်မှုဟာရုရှားအတွင်းကဓာတ်ဆီဈေးနှုန်းတွေပေါ်ကြီးမားတဲ့တက်ရောက်မှုရှိနေခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဖိအားတွေဟာကားမောင်းသူတွေနဲ့စားသုံးသူတွေကိုစိုးရိမ်မှုဖြစ်စေခဲ့ပါတယ်။ ရုရှားရဲ့ရေနံအရင်းမြစ်တွေကိုနိုင်ငံတကာပိတ်ဆို့မှုတွေရှိနေပေမဲ့ရေနံကနေရတဲ့ဝင်ဝင်ဟာဂျူဟာမြောက်စီးပွားရေးအကျိုးကျေးဇူးတွေဆက်လက်ရရှိနေပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကဇက်တိုက်လှုပ်ဆောင်နေတဲ့ drone တိုက်ခိုက်မှုတွေဟာဒီဝင်ဝင်ရေစီးကြောင်းကိုချိမ့်ချောက်နေပါတယ်။ရုရှားအတွက်ယူကရိန်းရဲ့ရေနံချက်စက်ရုံတွေကိုတိုက်ခိုက်မှုတွေဟာဓာတ်ဆီထောက်ပံ့ရေးနဲ့ဈေးနှုန်းတွေအပေါ်တိုက်ရိုက်သက်ရောက်မှုရှိနေပါတယ်။ဒါဟာရုရှားစီးပွားရေးနဲ့ပြည်သူတွေအပေါ်ကိုဖိအားဖြစ်စေပါတယ်။ 1920ပြည့်လွန်နှစ်တွေကတည်းက Top Season တချက်ဆက်ယုံဟာခင်မီဆက်ပစ္စည်းတွေနဲ့အကြိမ်ကြိမ်အဆင့်မြင့်တင်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီဆက်ယုံဟာလက်ရှိစွမ်းဆောင်ရည်ကိုရောက်ရှိဖို့အတွက်ခင်မီပြုပြင်မှုတွေနဲ့ချဲ့ထွင်မှုတွေကိုပြုလုပ်ပေးခဲ့ပါတယ်။ဒီဆက်ယုံရဲ့ဗျူဟာမြောက်တည်နေရာကရေနံထွက်ကုန်တွေတင်ပို့ဖို့အတွက်အရေးပါတဲ့ပင်လယ်ကြောင်းတွေကိုတိုက်ရိုက်သွားလာနိုင်တာကြောင့်အဖိုးတန်ပြစ်မှတ်တစ်ခုဖြစ်စေပါတယ်။ဒီဆက်ယုံဟာရုရှားရဲ့ပင်လယ်နဲ့ကမ်းခြေမှာရှိတဲ့အကြီးဆုံးစိတ်ကမ်းတွေထဲကတစ်ခုဖြစ်တဲ့ Top Sea စိတ်ကမ်းနဲ့ Nikkei ဆိုတာတည်ရှိနေတာကြောင့် ရေနံတိန်သင်းမောတွေကိုထိထိရောက်ရောက်ကုန်တင်နိုင်ပြီးအရေးပါတဲ့ရေချောင်းလမ်းတွေကိုသွားလာနိုင်ပါတယ်။ဒီရေချောင်းလမ်းတွေဟာ Bosphorus ကနေတဆင့်မြေထဲပင်တွေကိုဆက်သွယ်ပေးထားပြီးတောင်ဥရောပ၊မြောက်အာဖရိကနဲ့အခြားနေရာတွေကိုတင်ပို့နိုင်တဲ့ယူဟာမြောက်ဖြတ်တန်းရနေရာဖြစ်ပါတယ်။ Top 6ကနေရေနံတိန်သင်းမောတွေဟာရုရှားက Novorossiysk, Romania က Constanza နဲ့ Bulgaria က Varna လို့ပင်လယ်နက်ကအဓိကစိတ်ကမ်းတွေကိုရောက်ရှိနိုင်ပြီးတူရကီရဲ့ရေလက်ကြားတွေကိုဖြတ်တန်းက ပီရီယုစ်အော်ဂူစတာနဲ့မဆေးဒီလိုမျိုးပင်လယ်မြေထဲပင်လယ်ကအဓိကစိတ်ကန်းတွေကိုရောက်ရှိနိုင်ပါတယ်။ပိုဝဲတဲ့ကုန်သွယ်မှုအတွက်ဆိုရင်တင်မော်တွေဟာဆူအက်တူးမြောင်းကိုဖြတ်တန်းပြီးအရှေ့လေပိုင်းအရှေ့အာဖရိကနဲ့အာရှကဈေးကွက်တွေကိုသွားလာနိုင်ပါတယ်။ဒီပင်လယ်လမ်းကြောင်းတွေရဲ့ကွန်ရက်ဟာ Top Sea Generator ဆက်ယုံရဲ့အရေးပါမှုကိုပုံမြင့်တက်စေပါတယ်။ဒီဆက်ယုံရဲ့လုပ်ငန်းတွေဒါမှမဟုတ်တည်ယူပို့ဆောင်ရေးစွမ်းရည်တွေနှောက်နှေးပြသသွားရင်မော်စကိုအတွက်ကြီးမားတဲ့စီးပွားရေးဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီဆက်ယုံဟာရုရှားစီးပွားရေးအတွက်အရေးပါပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဆက်ယုံဟာကမ္ဘာအကြီးဆုံးရေနံကုမ္ပဏီတွေကတစ်ခုဖြစ်တဲ့ Ramsneft ရဲ့လုပ်ငန်းတွေမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပြီးရုရှားရဲ့ Hydrocarbon အခြေပြုစီးပွားရေးရဲ့အခြေခံအုတ်မြစ်ဖြစ်နေလို့ပါ။ Top Sea ကိုတိုက်ခိုက်တာဟာရုရှားရဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေရဲ့နောက်ဆုံးအကြိမ်ဖြစ်ပါတယ်။2022ခုနှစ်ကစစ်ပွဲစတင်ကြတဲ့က ရုရှားရဲ့စွမ်းရည်အခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဟာယူကရိန်းရဲ့စီးပွားရေးစစ်ပွဲဗျူဟာကိုအာရုံစိုက်နေကြောင်းပြသနေပါတယ်။ဒီဗျူဟာရဲ့ယူရချက်ကရုရှားရဲ့စစ်ရေးလုပ်ငန်းတွေကိုငွေကြေးထောက်ပံ့နိုင်စွမ်းနဲ့အတွင်းပိုင်းတည်ငြိမ်မှုကိုအားနည်းသွားအောင်လှုံ့ဆော်မှုပါ။ဒီအထူးအဆောက်အုံကိုထက်ကထက်ကတိုက်ခိုက်မှုတွေဟာဒီနေရာရဲ့ဗျူဟာမြောက်အရေးပါမှုကိုပြသလိုက်သလိုရုရှားရဲ့လေကြောင်းကာကွယ်ရေးကွန်ရက်မှာဆက်လက်ရှိနေတဲ့အားနည်းချက်တွေကိုလည်းပြသနေပါတယ်။ ရခင်ဖြစ်ရတွေပြီးမှလုံခြုံရေးအစီအမံတွေမြင့်တင်ခဲ့ပေမဲ့အားအနေချက်တွေဆက်ရှိနေတာပါအခြားတစ်ဖက်မှာလည်းယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့အဓိကရည်နှံချက်စက်ယုံကြီး၄ခုဟာလုပ်ငန်းတွေရပ်ဆိုင်းလိုက်ရပါတယ်ရုရှားရဲ့စီရန်ရည်နှံချက်စက်ယုံဟာဖေဖော်ဝါရီလ16ရက်နေ့မှာယူကရိန်း drone တိုက်ခိုက်မှုကြောင့်မီးလောင်ပြီးနောက်လုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ရပါတယ်ဒီစက်ယုံဟာဆန်မာရာမြို့မှာတည်ရှိပြီး2024ခုနှစ်အတွင်းမှာယူကရိန်းဘက်ကမကြာခဏတိုက်ခိုက်ခံခဲ့ရပါတယ် ဒီဆက်ယုံဟာရုရှားယူကရိန်းနယ်စပ်ကနေကီလိုမီတာ900လောက်ဝေးပါတယ် Ukraine Anti Disinformation Center ရဲ့အကြီးအကဲ Andrei Kovalenko ကဒီဆက်ယုံဟာတနှစ်ကိုရေနံတန်းချင်း၈တသမ9တန်းချက်လုံနိုင်စွမ်းရှိပြီး Russia Federation မှာအလက်စားရေနံချက်စက်ယုံတွေကတခုဖြစ်တယ်လို့ဆိုပါတယ်ဒီဆက်ယုံဟာလောင်စာစီလေရင်စီနဲ့ကြောင်မီးသွေးတွေထုတ်လုပ်ပါတယ် ဗိုဂိုဂရက်ဒေသမှာတော့ယူကရိန်းတွေဟာတစ်နှစ်ကိုရေနံတန်ချိန်14တန်းကျော်ချက်လုံနိုင်တဲ့အဓိကရေနံကျဆက်ရုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီနေရာမှာယူကရိန်းတွေဟာဗိုဂိုဂရက်အော့ဘလက်စ်ကိုကျော်လွန်ပြီးစရာတုစ်ရေနံကျဆက်ရုံကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီဆက်ရုံဟာတစ်နှစ်ကိုရေနံတန်ချိန်9တန်းကျော်ချက်လုံနိုင်ပန်းရှိပါတယ်။ဇန်နဝါရီလကုန်ပိုင်းမှာရုရှားရဲ့ Ryzen ရေနံကျဆက်ရုံဟာယူကရိန်း drone တိုက်ခိုက်မှုကြောင့်လုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ရပါတယ်။ အဲ့ဒီချိန်တုန်းကနာမည်မဖော်လိုတဲ့စက်မှုလုပ်ငန်းအရာရှိနှစ်ဦးကရေနံတူလောင်ယုံမှာမီးလောင်ပြီးစက်ပစ္စည်းတွေပျက်စီးခဲ့တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီထဲကတယောက်ကယထားတင်ဆက်တွေပျက်စီးသွားတယ်။ယထားတွေမတင်နိုင်တော့ဘူး။ရေနံချက်ထုတ်လုပ်တဲ့လုပ်ငန်းတွေရပ်လိုက်ရတယ်လို့ဆိုပါတယ်။နောက်တယောက်ကလည်းရေနံချက်ဆက်ယုံဟာရေနံတွေမပုတ်နိုင်တော့တဲ့အတွက်လုပ်ငန်းတွေရပ်လိုက်ရတယ်လို့ပြောခဲ့ပါတယ်။ Ryzen ရေနံချက်ဆက်ယုံဟာ2024ခုနှစ်မှာရုရှားရဲ့စုစုပေါင်းရေနံချက်စွမ်းအားရဲ့900ခန်းလုံးကိုချက်လုံနိုင်ခဲ့ပြီး ဓာတ်ဆီ2.2တန်းတန်၊ဒီဇယ်3.4တန်းတန်၊လောင်စာဆီ4.3တန်းတန်နဲ့လေယာဉ်ဆီ1တန်းတန်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ယူကရိန်းတွေဟာတူလာရေနံချက်ဆက်ယုံနဲ့အဲ့ဒီမှာရှိတဲ့ကြီးမားတဲ့ရေနံတူလောင်ယုံတွေကိုလည်းပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီပိတ်မှတ်ထားတဲ့ရုရှားရေနံချက်ဆက်ယုံတွေဟာတနည်းကိုစုစုပေါင်းရေနံ9.3တန်းတန်ထုတ်လုပ်နိုင်တဲ့ရှိပြီးရေနံနဲ့တံငွေတင်ပို့မှုတွေပေါ်အများကြီးမှီခိုနေရတဲ့ရုရှားစီးပွားရေးကိုကြီးမားတဲ့ဒဏ်ဖြစ်စေခဲ့ပါတယ်။ ါအပြင်ယူကရိန်းတွေဟာရုရှားရဲ့ရေနံတူးစက်ရုံတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ Chotkovo, Rosto Oblak ကရေနံတူးစက်နှလုံးကိုထိမှန်ပြီး Krasnodar ကရေနံတူးစက်ရုံတစ်ခုလုံးကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒီအဆောက်အုံတွေဟာရုရှားရေနံချက်စက်ရုံအခြေခံအဆောက်အုံရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေဖြစ်ပါတယ်။လိုအပ်တဲ့ရေနံတွေကိုအလုတ်လုံနေတဲ့ချက်စက်ရုံတွေစီကိုပို့ဆောင်ပေးပါတယ်။ရေနံပို့ဆောင်ရေးစကန်တွေကိုဖျက်ဆီးလိုက်မယ်ဆိုရင် အလုံးလုံးနေတဲ့ရေနံချက်ဆက်ယုံတွေရေနံအလုံးလောက်မရစေတော့ဘဲရုရှားရဲ့တင်ပို့မှုကိုလည်းပြင်းထန်စွာနှောက်ယှက်နိုင်ပါတယ်ယူကရိန်းရဲ့ရုရှားရေနံချက်ဆက်ယုံတွေနဲ့အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုကြီးစတင်ကြတဲ့ကယူကရိန်းတွေဟာရုရှားရဲ့ရေနံလုပ်ငန်း30ရာခိုင်နှုန်းကျော်ကိုဖျက်ဆီးလိုက်နိုင်ပါပြီ။ယူကရိန်းတွေဟာရုရှားရဲ့ပြင်ဆင်နိုင်မှုစွမ်းရည်ထက်ပိုဖျက်ဆီးတိုက်ခိုက်နေပါတယ်။မကြသေးခင်က Volgograd နဲ့ Krasnodar Oblast ကချက်ဆက်ယုံတွေကိုတိုက်ခိုက်မှုတွေကြောင့် ရုရှားရဲ့ရေနံထုတ်လုပ်မှုကို900ကိုင်လုံးကျော် short ချလိုက်နိုင်ပါတယ်။သိတာထင်ရှားတာကယူကရိန်းရဲ့မပြတ်တမ်းတိုက်ခိုက်မှုတွေဟာပြင်ဆင်မှုတွေကိုပုံမှုခက်ခဲစေပါတယ်။ဒီတိုက်ခိုက်မှုတွေဟာရုရှားကုမ္ပဏီအတွက်ရေနံထုတ်လုပ်မှုနဲ့တင်ပို့မှုတွေကိုမြင့်တင်ဖို့လိုအပ်တဲ့အရင်းမြစ်တွေကိုကုန်ခန်းစေနေပါတယ်။ဒါအပြင်ရုရှားတွေဟာဒီတိုက်ခိုက်မှုတွေကိုကာဝယ်ဖို့မကြိုးစားဘူးလို့မဆိုလိုပါဘူး။ Ukrainian Analysis Group ရဲ့ထောက်လှမ်းရေးသတင်းတွေအရရုရှားစခန်းချို့နဲ့လောင်စာတူလောင်ယုံတွေမှာ အကာအကွယ်နဲ့ဖုံးအောင်မှုတွေကပိုကောင်းလာတယ်လို့ဆိုပါတယ်။ဒါပေမဲ့ရုရှားရဲ့လေကြောင်းကာဝေးရေးတပ်တွေဟာအားနည်းနေပါတယ်။ရုရှားရဲ့ area ကျယ်ပြန့်တဲ့နေရာတွေမှာရေနံလုပ်ငန်းတွေဖြန့်ကျက်ထားတာကြောင့်နေရာတိုင်းကိုကာဝေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ရုရှားအတွက်အရေးပါတဲ့ချက်ဆက်ယုံတွေကိုတိုက်ခိုက်ခြင်းအဖြစ်ယူကရိန်းတပ်တွေဟာပူတင်ရဲ့ဂုံတရင်နဲ့စစ်စည်းဝါးရေးကိုဖျက်ဆီးလိုက်နိုင်ပါတယ်။ ရုရှားစီးပွားရေးဟာ2022ခုနှစ်မှာ1.2ရာခိုင်နှုန်းလောက်ကျဆင်းခဲ့ပြီး2023ခုနှစ်မှာတော့3.6ရာခိုင်နှုန်းကြီးထွားလာခဲ့ပါတယ်2024ခုနှစ်အတွက်ကြီးထွားမှုနှုန်းကို3.9ရာခိုင်နှုန်းလို့ခန့်မှန်းထားပါတယ်နိုင်ငံဟာလာတာတွေမြင့်တက်လာမှုနဲ့ပြည်ရင်းရင်းနှီးမြှုပ်နှံမှုတွေမြင့်တက်လာမှုကိုလွန်ခဲ့တဲ့နှစ်20လောက်ကလေးကမကြုံဘူးတဲ့အခြေအနေမှာကြုံတွေ့နေရပါတယ်ရုရှားစီးပွားရေးခိုင်မာမှုကိုရှော့တွက်တာရှော့တွက်တာတွေ အနောက်နိုင်ငံများရဲ့ပူးပေါင်းဆောင်ရွက်မှုတွေမှာအောင်မြင်ခြင်းအဆရှိတဲ့အရာတွေကြောင့်ပိတ်ဆို့မှုတွေဟာမအောင်မြင်ခဲ့ပါဘူး။ရုရှားစီးပွားရေးဆိုင်ရာအချက်လက်တွေနဲ့ပတ်သက်ပြီးအဓိကအမြင်မှားနှစ်ခုရှိပါတယ်။ပထမတစ်ခုက Kremlin နဲ့အမျက်အစွန်းရှာတဲ့စီးပွားရေးသမားတွေနိုင်ငံရေးသမားတွေကို ပိတ်ဆို့မှုတွေဟာရုရှားစီးပွားရေးကိုထိခိုက်အောင်မလုပ်နိုင်ဘူးလို့ပြောပြီးအနောက်နိုင်ငံတွေကကုန်သွယ်မှုတွေကိုပိတ်ပင်ထားတာကြောင့်ဒီပိတ်ဆို့မှုတွေကိုရပ်တင့်တယ်လို့ဆိုကြတာပါ။ ဒုတိယအမြင်ကတော့ယူကရိန်းနိုင်ငံရေးသမားတွေနဲ့လက်ရှိပိတ်ဆို့မှုစနစ်ကိုအပြင်းထန်ထောက်ခံသူတွေကရုရှားရဲ့ data တွေကိုယုံလို့မရဘူးပိတ်ဆို့မှုတွေရဲ့တက်ရောက်မှုကပိုပြီးအရေးကြီးတယ်ဒါကြောင့်ပိတ်ဆို့မှုတွေကိုပိုမိုကျေပြန့်အောင်အားကောင်းအောင်လုပ်တင်တယ်လို့ဆိုကြတာပါဒီအမြင်နှစ်ခုစလုံးကမမှန်ပါဘူးရုရှားရဲ့စီးပွားရေးတိုးတက်မှုဟာနိုင်ငံရဲ့အနာဂတ်ကိုအာမခံထားတဲ့ချင်းငွေတွေနဲ့စစ်စီးပွားရေးရဲ့မတိမကျိန်ဖြစ်နေတဲ့အခြေအနေတွေကြောင့်ဖြစ်နေတာပါ အခြားစစ်မဲ့ဖြစ်ပွားတဲ့နိုင်ငံတွေမှာဖြစ်ခဲ့သလိုပဲဒီစီးပွားရေးဟာရုတ်တရက်ရပ်တန့်သွားနိုင်ပါတယ်။အချို့သောကောင်းမွန်တဲ့မျှော်လင့်ချက်တွေရှိပေမဲ့ရခင်ပိတ်ဆို့မှုတွေဟာပူတင်ကိုစစ်မတိုက်ဖို့မတားဆီးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ပိတ်ဆို့မှုတွေကမကြာခဏဆိုသလိုဘူဟာရပြောင်းလဲမှုကိုချက်ချင်းပြောင်းလဲမရှိပါဘူး။၂၀14ခုနှစ်မှာအမေရိကန်နဲ့မဟာမိတ်တွေဟာရုရှားရဲ့ခရိုင်းမီးယားသိမ်းပိုက်မှုနဲ့ဒွန်ဘတ်စ်ကခွဲထက်ရေးလှုပ်ရှားမှုတွေကိုတုံ့ပြန်ပြီးကန့်သက်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေဟာမော်စကိုကသူ့မူဝါဒကိုမပြောင်းလဲဘူးဆိုရင်ပိုပြင်းထန်တဲ့အရေးယူမှုတွေခံရမယ်လို့တတိပေးဖို့ယူရခဲ့တာပါဒီတတိပေးမှုဟာ2022ခုနှစ်မှာစစ်ဖြစ်ပွားမှုကိုမတားဆီးနိုင်ခဲ့တဲ့အခါပိတ်ဆို့မှုတွေဟာစီးပွားရေးစစ်ပွဲအဆင့်ကိုမြင့်တက်လာခဲ့ပါတယ်ဒီစီးပွားရေးစစ်ပွဲရဲ့ယူရချက်ကရေရှည်ထိခိုက်မှုတွေဖြစ်စေဖို့စစ်အတွက်ကုန်ကြစရိတ်တွေမြင့်တက်စေဖို့စစ်ပီးကာလပြန်လည်လက်နက်တပ်ဆန်မှုတွေကိုနှေးကွေးစေဖို့နဲ့အနာဂတ်ညှိနှိုင်းမှုတွေမှာအသုံးပြုနိုင်ဖို့ပါပဲ လက်ရှိပိတ်ဆို့မှုတွေဟာဒီရွေချက်တွေကိုဆက်လက်ဖြည့်ဆည်းပေးနိုင်ပါတယ်။ဒါပေမဲ့ရုရှားရဲ့ကြံ့ကြံ့ခံနိုင်တဲ့စီးပွားရေးတိုးတက်မှုရဲ့အရင်းမြစ်တွေကိုခြေရာခံပြီးအရေးကြီးတဲ့ပြင်ဆင်မှုတချို့လုပ်ဖို့လိုပါတယ်။ယူကရိန်းပေါ်နိုင်ရဖို့စီစဉ်မှုဟာမအောင်မြင်ပဲကမ္ဘာကုန်သွယ်ရေးနဲ့ဘန်နာရေးကနေဖယ်ထုတ်ခံရတဲ့ကြီးဝဲထားတဲ့ပိတ်ဆို့မှုတွေနဲ့ရင်ဆိုင်ရတဲ့အတွက်ရုရှားဟာစီးပွားရေးစစ်ပွဲအခြေအနေတွေကိုရောက်ရှိသွားပါပြီလို့ပြောကြရင်းနဲ့ဒီကုန်းချုပ်ပြရသည်အားလုံးကိုကျေးဇူးတင်ပါတယ်။